မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မတ်လ20ရက်နေ့မနက်ပိုင်း Radio NUG စီးရီးသတင်းများကိုတင်ပြပေးပါတော့မယ်ကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့ကြာဆုံးခဲ့ရတဲ့အာဇာနည်များအား၄နှစ်ပြည့်အောင်မေးပွဲအခမ်းအနားရှမ်းတောင် PDF ပြုလုပ်တဲ့သတင်းကိုတင်ပြပေးပါမယ် ရန်ပြည်နယ်အောင်ပန်းမြို့မှာစန္ဒပေါ်ထုတ်နေသူများကိုစစ်ကောင်စီကလူမဆန်စွာအကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့်ကြာဆုံးခဲ့ရတဲ့အာဇာနည်များအား၄နှစ်ပြည့်အောင်မေပွဲအခမ်းအနားပြုလုပ်ခဲ့တယ်လို့ရှမ်းတောင်အထူးတပ်ဖွဲ့ P3 9702ကထုတ်ပြန်ထားပါတယ် ကြဆုံးအာဇာနည်များအားလင်းနစ်ပြေအောင်မေးပွဲအခမ်းအနားနှင့်လူယူဒေါ်လာရေးမှာအသက်ကိုလဲအင်ကာဆွန့်လွတ်ပြီးတရားမျှတလွတ်လပ်တဲ့ဒီမိုကရေစီအရေးဂျိုးပန်းခဲ့ကြတဲ့အာဇာနည်သူရဲကောင်းများအားဂုံပြုအခမ်းအနားကိုမန္တလာ၁၉ရက်နေ့မနက်၁၀နာရီမှာရှမ်းတောင်အထူးတပ်ဖွဲ့ P39702 ရဲ့စခန်းတနေရာမှာကျင်းပခဲ့တာဖြစ်ပြီးတော့အာဇာနည်ရဲဘော်များကိုဂုံပြုသောအဖြစ်အလန်တဝက်လှင့်တင်အလေးပြုခဲ့ကြတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးကုလင်းအင်ကဆွန့်လွတ်ပြီးဆက်ခဲ့ကြတဲ့ရဲဘော်များနဲ့ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ရဲဘော်များကိုလီစားစွာ အောင်မေးပွဲစကားများပြောကြားခဲ့ကြပြီးတော့ GRSD တာဝန်ခံကဗျာဆရာတောကချူမှကဗျာရွတ်ဖက်ဂုံပြုခဲ့ကအခမ်းအနားမှတ်တမ်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြပြီးတော့အောင်မြင်စွာရုတ်သိမ်းခဲ့ကြတယ်လို့သိရပါတယ် အခမ်းအနားကိုရှမ်းတောင်အထူးတပ်ဖွဲ့ဝင်များအောင်ပန်းမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များအထူးလှုပ်ရှားတပ်မှတပ်ဖွဲ့ဝင်များ SSLRU တပ်ဖွဲ့ဝင်များ KNSA Scorpion စစ်ကြောင်းမှတပ်ဖွဲ့ဝင်များလူပောင်တဲ့ Democratic Party မှတာဝန်ရှိသူဆရာအောင်သိန်း GRSD မှတာဝန်ခံနဲ့တင်းနှင်းနီးပြကိုတော်ခူကြီးပြည်သူ့ကာကွယ်ရေးထောက်ပို့မြန်မာနိုင်ငံတာဝန်ခံကုသသခင်နဲ့တကွဖိတ်ကြားထားတဲ့ဧည့်သည်တို့များတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ် 2022ခုနှစ်မတ်လ19ရက်နေ့ကအောင်ပန်းမြို့နေလူထုအလွှာအသီးသီးလူဒန်းစားပေါင်းစုံဘာသာပေါင်းစုံတို့ကိုစစ်ကောင်စီကရရက်ဆက်ဆက်နှိမ်နှင်းပစ်ခတ်ဖြိုခွင်းခဲ့လို့ပြည်သူများကြဆုံးခဲ့ရတာလေးနှစ်ပြည့်ခဲ့ပြီဖြစ်ပါရယ်ခင်ဗျာဆလဘီရေစကြူငဒီယောရွာကိုစစ်ကောင်စီတက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့တဲ့င်းကိုတင်ပြပေးပါမယ်မကွေးတိုင်းပခိုးကိုခရိုင်ရေစကြိုမြို့နယ်ငဒီယောရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်က ဝင်ရောက်မိရှု ဖြစ်စည်းခဲ့တယ်လို့ရေစကြို Township Info Committee ကသတင်းထုတ်ပြန်ထားပါတယ်။ယမနေ့ကပြည်သက်ကုန်းရွာကိုမိရှုဖြစ်စည်းခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဟာမလ19ရက်နေ့မနက်6နာရီခွဲအချိန်ကမှငတရော်ရွာကိုလက်နက်ကြီးလက်နက်ငယ်များပစ်ခတ်ဝင်ရောက်ခဲ့ကြတာပါ။အရင်နောက်မနက်၈နာရီခွဲအချိန်ကမှပြည်သူနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြပြီးတော့တနက်များဖြစ်လေရန်တမ်းပစ်ခတ်နေကြတယ်လို့ဆိုပါရယ် စေကောင်းစီစေချောင်းကြောင်အနီးပတ်ဝန်းကျင်ခြေရွာများကထောင်ထဲချီတဲ့ဒေသခံပြည်သူများဥအိမ်ဆုံးခွာထွက်ပြေးနေကြရတယ်လို့သိရပါတယ်ခင်ဗျာဆလဘီရန်ကုန်မန္တလေးအမြန်လမ်းမှာရဲကား၃စီးကိုကြားပြတ်တိုက်ခိုက်ခဲ့ရာငေါအုထက်မင်းတီဆုံတဲ့တရင်ကိုတင်ပြပေးပါမယ် မန္တလေးဘက်ကနေမိထီလာဘက်ကိုမောင်းနှင်လာတဲ့ရေကား၃စီးကိုရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာပြည်သူ့ကာကွယ်ရေးတပ်တွေကကြားပြတ်တိုက်ခိုက်ခဲ့ရာငါးဦးထပ်မင်းတိဆုံးခဲ့ရတယ်လို့မြင်းချန်ခရိုင်တပ်ရင်း၄တပ်စစ်ထံမှသိရပါတယ်။မလ19ရက်နေ့မနက်7:00နာရီကမှရေကား၃စီးအိမ်စီးက၂စီးနဲ့ရဲတွေလိုက်ပါလာတဲ့ကား၃စီးကိုမိုင်းတိုင်း319မှာမြင်းချန်ခရိုင်တပ်ရင်း၄တပ်ရင်း၁၀နဲ့မြစ်သားမြို့နယ်ပကဖားတို့ကအနီးကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရဲကားတွေနဲ့လုံခြုံရေးကင်းတွေကလည်းပြန်လည်တိုက်ခိုက်ခဲ့ရာမိနစ်40ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးတော့ရဲငါးဦးထက်မနည်းတိဆုံးခဲ့ကာအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမျက်မြင်တွေ့ရှိခဲ့သူတွေထံမှသိရပါတယ်တိုက်ပွဲအတွင်းတော်လိုင်းပူပေါင်းတပ်တွေဘက်ကအကြအဆုံးမရှိခဲ့ပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပြီးတော့တိုက်ပွဲဖြစ်ပွားနေချိန်မှာတနအီကန်လမ်းပိတ်ဆို့နေတာကြောင့်ခရီးသွားကားတချို့နောက်ပြန်လှည့်သွားခဲ့ရတယ်လို့သိရပါတယ် ခရီးသွားပြည်သူတွေအနေနဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာမလို့အပဲခရီးမသွားကြဘူးညအချိန်မတော်ခရီးမသွားကြဘူးတိုက်ပွဲဖြစ်နေချိန်မှာလည်းရှေ့ဆက်မသွားကြပဲရောက်ရနေရမှာကားရက်တန့်ထားပြီးတော့နေဆက်ရလုံခြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့နထိုးကြီးပြည်ပဒပန်ဖို့စ်မြင်းချံခရိုင်အမှတ်၄၁၀တရင်ကပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းကအတိပေးမြတ်တာရက်ခံချက်ထုတ်ပြန်ထားခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးဝေါမျိုးနယ်လက်ပံရွာနေပြူစောတိခေါင်းဆောင်နေအိမ်အားဒရုန်းဖြင့်တိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မလ၁၈ရက်နေ့ညနေ၆နာရီခွဲကမှာတောင်ညူတက်ရင်နဲ့ပကဖပူပေါင်းအဖွဲတို့ဟာဝေါမျိုးနယ်လက်ပံရွာမှာရှိတဲ့စစ်သားများဝင်ရောက်နားနေတဲ့ပြူစောတိခေါင်းဆောင်အောင်ကြီးရဲ့အိမ်အားဒရုန်းဖြင့်ပြစ်ချတိုက်ခိုက်ခဲ့ကြောင်းတောင်ညူစစ်ကြောင်းမှတရင်ထုတ်ပြန်ထားပါရီ။အဆိုပါတိုက်ခိုက်မှုကြောင့်စစ်သား3ဦးသေဆုံးပြီးတော့3ဦးထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီး BBLA ကတပ်သားတင်များဇက်တိုက်ခေါ်ယူသွားမယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ဗမာပြည်သူလူမျိုးရေးတပ်တော် BBLA မှတပ်သားတွေများဇက်တိုက်ခေါ်ယူသွားမှာဖြစ်ကြောင်းတင်ပြရှိပါရယ်။အရင်ကတော့ကျွန်တော်တို့မှာရှိတဲ့ရန်ပုံငွေနဲ့ချိန်ပြီးတော့တနစ်ကိုတင်တဲ့အပတ်စဉ်၃ခုပဲပြီးဖြစ်ပါရယ်။လက်ရှိမှာတော့တိုက်ပွဲအစ်စ်များအတွက်လူသေးစုဆောင်ရေးလုပ်ငန်းစဉ်များကိုဇက်တိုက်လှုပ်ဆောင်သွားမှာဖြစ်တာကြောင့်လေ့ကျင့်ရေးတင်တန်းများအတွက်ကုန်ကျစရိတ်များပုံမူလိုအပ်လာပါတယ်လို့ဆိုထားပါရယ်။ လက်တလောဗမာပြည်သူလူမျိုးရေးတက်တော် BBLE တက်ထီတောင်ခြင်း၄နှစ်ပြည်မှာတင်နန်းတစ်ခုစာလူဦးရေအတွက်ဖြည့်ဆည်းပေးနိုင်ဖို့ကမ်ပိန်းစတင်ထားတယ်လို့လည်းသိရပါတယ်။စေတင်နန်းတစ်ခုဖွင့်နိုင်ဖို့ပြင်ဆင်မှုတွေများစွာလှုပ်ဆောင်ရပါတယ်။တင်နန်းတက်မဲ့ရေဘော်တွေကိုကျွန်တော်တို့စီခေါ်ယူရတဲ့စရိတ်တင်နန်းကာလတစ်ခုစာကြိုတင်ရိတ်ခါစူးစောင်းတာတင်နန်းသားနဲ့တင်နန်းဆရာတွေကိုဖြည့်ဆည်းပေးရတဲ့စစ်သုံးအရက်သုံးပစ္စည်းတွေတင်နန်းကွင်းအထွတ် လက်ယုံတက်တွေကိုတေချာပြင်ဆင်ပေးရတာတွေစသဖြင့်ကန္ဓာပေါင်းစုံများစွာပြင်ဆင်ရပါတယ်။ဒါကြောင့်ဒီနှစ်ဘာပလက်တုမွေးနေ့မှာလေ့ကျင့်ရေးသင်တန်းများပြင်ဆင်မှုအပိုင်းအတွက်ထောက်ပံ့ပြီးသူများအနေနဲ့ကိုနိုင်တဲ့အခန်းကဏ္ဍကနေမြေတားလက်ဆောင်ပေးဖို့ပါဝင်ပေးကြဖို့ဖိတ်ခေါ်ခြင်းပါတယ်လို့ဖော်ပြထားပါရခင်ဗျာ။ ဆက်လက်ပြီးတနည်းအတွင်းမြန်မာတနိုင်ငံလုံးမှာရှိတဲ့စစ်မှုထမ်းအရွယ်လူငယ်များကိုပေါ်တာဆွဲခြင်းဖမ်းဆီးခေါ်ဆောင်ခြင်းဖိအားပေးပြီးအတင်းအဓမ္မစစ်မှုထမ်းစီခိုင်းခြင်း900ကျော်ဖြစ်ပွားတဲ့တဲ့င်းကိုတင်ပြပေးပါမယ်။တနည်းအတွင်းမြန်မာနိုင်ငံအနှံ့မှာရှိတဲ့လူငယ်လူလတ်နဲ့စေကျော်တပ်များအပါအဝင်18000ကျော်ကိုစစ်မှုထမ်းဥပဒေအားဖြင့်ပေါ်တာဆွဲခြင်းဖမ်းဆီးခေါ်ဆောင်ခြင်းဖိအားပေးပြီးတော့အတင်းအဓမ္မစစ်မှုထမ်းစီခိုင်းခြင်းများ အဖြစ်အပျက်ပေါင်း900ကျော်ဖြစ်ပွားခဲ့ကြောင်း National Youth Congress မြန်မာမှသတင်းထုတ်ပြန်ထားပါသည်စစ်ကောင်စီနှင့်အတူအခြားသောပြည်သူ့စစ်အဖွဲ့များလက်နက်ကိုင်အဖွဲ့တချို့များကလည်းတက်အင်အားဖြည့်စည်းရန်အတွက်လူငယ်များကိုနှီးမျိုးစုံဖြင့်အတင်းအကျပ်ဖိအားပေးပေါ်တာဆွဲမှုများကိုလှုံ့ဆော်နေတယ်လို့ဖော်ပြထားပါရယ်။လက်ရှိပြင်ပမှရရှိထားတဲ့အချက်လက်များထက်အဖြစ်ပြက်များကပုံမှန်များပြားနိုင်တာကြောင့်ရရွာအသေးသေးမှရှိတဲ့လူငယ်များအနေဖြင့်လည်း ိမိဒေတာမှာဖြစ်ပွားနေတဲ့အတင်းအဓမ္မစစ်မှုထမ်းစီခိုင်းခြင်းနဲ့ပတ်သက်ပြီးတော့သတင်းပေးပြောဆိုရန်လဲတိုက်တွန်းထားပါရခင်ဗျာဆလဘီစကိုင်းတိုင်းမှာအချမ်းဘတ်စီအုပ်စုကြောင့်အမျိုးသမီးနဲ့အမျိုးသားစုစုပေါင်း90ဦးတိဆုံးခဲ့ပြီးတော့လေချောင်းဖြင့်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အများအဆုံးတိဆုံးခဲ့ရတဲ့တရင်ကိုတင်ပြပေးပါမယ်။ နိုင်ငံရေးအချင်းသားများကုညီဆောင်ရှောက်ရေးအသင်းမှခောက်ယူထားတဲ့သတင်းအချက်အလက်များအရ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှမတ်လ19ရက်နေ့အထိစကိုင်းတိုင်းမှာအကြံဘတ်စီအုပ်စုကြောင့်အမျိုးသမီး28ဦးနဲ့အမျိုးသား23ဦးစုစုပေါင်း50ဦးတည်ဆုံခဲ့တာကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့ပါတယ်။အဆိုပါအရေးအထွတ်မှာတည်ဆုံရတဲ့အကြောင်းရင်းအနေဖြင့်38ဦးမှာစီအုပ်စုရဲ့လေးချောင်းဖြစ်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အများဆုံးတည်ဆုံခဲ့ရပါတယ်။ မလ16ရက်နေ့ည10:00နာရီကျော်ကအချိန်မှာစကိုင်းတိုင်းစကိုင်းမြို့နယ်စင်ကင်ကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်အုပ်စုကလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်များပေါ်သို့ကြားရောက်ပေါက်ကွဲခဲ့တဲ့အတွက်ကြောင့်တက်ကြီးသူ2ဦးဖြစ်တဲ့ဦးမြတောင်းနဲ့ဒေါ်ကြည်ကြည်တို့နဲ့အတူအမီစုံစမ်းစဲလူငယ်အမျိုးသမီး2ဦးနဲ့လာသားအရွယ်ကလေးငယ်2ဦးစုစုပေါင်း4ဦးမှာဘုံစားထိမှန်ပြီးတိုက်ဆုံခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောင်မင်းတီဟန်မင်းစစ်သွေးနဲ့ Carshell တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။